ဘောလုံးချင်းညီကိုရေအားလုံးမင်္ဂလာပါနေကောင်းကြမှချမ်းသာကြပါစေဗျာကျွန်တော်ရဲ့ YouTube ဘောနောက channel လေးဖြစ်တဲ့ MM Football Betting Tips နဲ့ကျွန်တော်ညီကိုရေအားလုံးကိုကြိုဆိုပါရစေဗျာအားလုံးကို welcome ပါဒီနေ့မှာတော့ကျွန်တော်တို့ဒါကမ္ဘာဖလားခြေစစ်ပွဲပေါ့နော်2026ဒါတနင်္လာနေ့ညမကမ်းမဲ့ပွဲစဉ်နေပေါ့နော်ဒီပွဲစဉ်၅ပွဲရှိတယ်ကျွန်တော်ရွေးချယ်ထားပါတယ် Danya kunai makama Kazakhstan, North Macedonia, nyatanai lisa ngama kama Italy, Moldova, nyatanai lisa ngama kama Estonia, Norway, Belgium, Wales, ne Croatia, ne Czech Republic tu ya, pwede ni gu, pwede tong tabi ba me. Pertama uzo ni na Kazakhstan ne North Macedonia ro, da tenen la ne nya kunai makama pwede ni kita wano, so bwe wab ya. Awe ngwe tim pite Macedonia lewe kuna se shou ne, gu wong jina long lisa shou tu ma pita ra le tuya ra wano. ဒါအင်ရှင်အသင်းဖြစ်တဲ့ကာဇက်စတန်ကတော့ဒါနပွဲဆော့ထားတယ်ပေါ့နော် North Macedonia ကတော့၃ပွဲဆော့ပြီးပြီပေါ့ဗျာဒါကာဇက်စတန်အသင်းရဲ့သူဆော့ထားတဲ့ဒါခြေစစ်ပွဲနှစ်ပွဲကိုကြီးလိုက်မှဆိုလို့ရှိရင်ဝေးကမှ Wales ကို3-1နဲ့ရှုံးတယ်နောက်ပြီးလို့ရှိရင်ဝေးကွင်းမှာကျွန်တော် Leicester ကို2-0နဲ့နိုင်ထားတယ်ဗောနော်ဂျာယက်မှာတို့တော့6ရက်6လပေါ့နော်ဂျာယက်မှာတို့ဘီလာရုစ်နဲ့ခြေခြေစမ်းပွဲဆော့ထားတာလည်းတွေ့ရတယ်ဗောနော်ဘီလာရုစ်ကို 4-1နဲ့ရှုံးထားတာတွေ့ရပါတယ်။ North Macedonia ရဲ့ဆော့ထားတဲ့၃ပွဲကိုကြီးလိုက်မယ်ဆိုလို့ရှိရင်အဝေးကွင်းမှာ Leicester ကို3-0နဲ့နိုင်တယ်။အဝေးကွင်းမှာ Wales ကိုတရေဆော့ထားပါတယ်။အင်ကွင်းမှာ Belgium နဲ့တရေဆော့ထားတယ်ပေါ့နော်။ not macedonia အတင်းကတော့ပြန်ခွဲဆုံးနောက်ဆုံး9ဘက်လက်လုံးဝရှုံးမဲမကြုံသေးဘူးပေါ့နော်ဒါကာရာဖောင်တော်တော်လေးကောင်းနေတယ်ပေါ့ဗျာ ဒီနှစ်တင်းရဲ့ဒါ head to head ကတစ်ချိန်တည်းရှိတယ်ဗောနော်ဒါ club friendly တစ်ချိန် short ထားတယ်ဗောနော်ဒါကျွန်တော်2000ခုနှစ်ကဗောနော်4ရက်6လ2000ခုနှစ်တုန်းကဗောနော်အဲဒီတုန်းကတော့ North Macedonia အတင်းကတော့ Fuzi ဆိုတဲ့ရလနဲ့နိုင်ထားတာတော့တွေ့ရတယ်တန်တန်ကြရနောမှာတော့ Kazakhstan အတင်းက20ရာခိုင်နှုန်းဗောနော်ပြီးထားတာတော့တွေ့ရတယ်ဘွဲစဉ်ကိုကျွန်တော် Wines to Os ကိုကြီးလိုက်မှာဆိုလို့ရှင် Wines to Os မှာဖွင့်ထားတဲ့ body gear တွေကိုကြီးလိုက်မှာဆိုလို့ရှင် Kazakhstan အနိုင်ကို 3.30တရေကို3.40 North Macedonia အနိုင်ကို2.15ဆိုမှပေးထားတာတွေ့ရတယ်ဗောနော်ဒါ level 90ရှုံးဆိုတော့ဒါအောက်မှာဗောနော်ကျွန်တော် North Macedonia ရဲ့ body ကြိုက်ပါတယ်ပြီးရင်ကျွန်တော်ဒီဘွဲထဲမှာ goal ball အောက်လဲကြိုက်တယ်ဗောနော် goal ball အောက်နဲ့ North Macedonia body ကြိုက်ပါတယ်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ည7:45မိနစ်မှာကံမဲ့ Estonia နဲ့ Norway တို့ရဲ့ပွဲစဉ်ဖြစ်တယ်ဗောနော် ဒါနော်ဝေးအတင်းက380နိုင်ဘူပေါင်းကြီးက360ရှုံးဆိုမှပေးထားတာတော့တွေ့ရတယ်ဒါ table မှာကြီးလိုက်မယ်ဆိုနော်ဝေးအတင်းက၃ဝက်ဆော့ပြီးတယ်လို့ Estonia အတင်းကလည်း၃ဝက်ဆော့ပြီးပေါ့နော် Ancient အတင်းဖြစ်တဲ့ Estonia အတင်းကတော့၃ဝက်ဆော့ထားတယ်ဒါပေမဲ့တပွဲပဲနိုင်ထားတယ်နှစ်ပွဲရှုံးတယ်။ Norway ကတော့၃ဝက်၃ဝက်လုံးနိုင်ထားတာလည်းတွေ့ရတယ်ပေါ့နော်။ဒီနှစ်တင်းရဲ့ကမ္ဘာအဆင့်တက်မှတ်ချက်တွေကိုကျွန်တော်ကြီးလိုက်မယ်ဆိုလို့ရှိရင်တော့ Estonia 131နဲ့ Norway က38ရှိရပါပေါ့နော်။ ကစားသမားအရေးဝေးပိုင်းနဲ့တအားကွာပါတယ်။အဲအက်စတိုနီးယားအတင်းရဲဆော့ထားတဲ့တုံးပွဲကိုချိလိုက်မှာဆိုလို့ရှိရင်အစ္စရေးကို2-1နဲ့ရှုံးတယ်။အစ္စရေးကို3-1နဲ့ရှုံးတယ်ပေါ့နော်။ပြီးလို့ရှိရင်နိုင်ထားတာတော့အဝေးကွင်းမှာမယ်တိုဘာကို3-2ဆိုတဲ့ရလနဲ့နိုင်ထားပါတယ်။အတုံးပွဲလုံးနဲ့ဂိုးပေါ်ချထားတာလည်းတွေ့ရတယ်ပေါ့နော်။နော်ဝေးအတင်းရဲ့တုံးပွဲကိုချိလိုက်မှာဆိုရင်နော်ဝေး5မယ်တိုဘာ0 Norway 4 Israel 2 Norway 3 Italy 0ဆိုမှတောင်းမလုံးသူကလည်း5ပေါ်ချထားတာတွေ့ရတာပေါ့နော် Norway အတင်းကတော့ပြိုင်ပွဲဆုံး5ပွဲဆက်ပေါ့နော်ဒါကျွန်တော်အနိုင်ရထားတာလည်းတွေ့ရတယ်အဲ့ဒီ5ပွဲလုံးလည်း5ပေါ်ချထားတာတွေ့ရတယ်ပေါ့နော် head to head ဘိုင်းကိုကြည့်မှဆိုရင် Estonia ကတကြိမ်နိုင်ဘူးတယ်တကြိမ်ကတော့တည်ရချထားတာမျိုးလဲကျွန်တော်တို့တွေ့ရတယ်ပေါ့နော် Estonia အတင်းကကျွန်တော်ကြည့်နေတာသူတို့ခံစက်ကရမ်းအားနေတယ်ပေါ့နော်တော်တော်လေးအားနေတယ်ဗျတိုက်စက်ကလည်းဘိုးတကူရဖို့တော့လွယ်တော့မလွယ်ဘူးပေါ့နော် အက်စတိုနီးယားမှာဆိုရင်တော့အဓိကဒါကွင်းလန်ကစားသမားပေါ့နော်ကျွန်တော်တို့ကမတ်တစ်ကက်ပေါ့နော်ဒီကစားသမားအဓိကပဲပေါ့နော် wise to os ကိုကြည့်လိုက်မှဆိုလို့ရှိရင်တော့အက်စတိုနီးယားအနိုင်ကို29စားတရီကို8.50ပေါ့နော်ဒါနော်ဝေးအနိုင်ကိုကတော့ကျွန်တော်ကိုးပြားပဲပေးထားတာတွေ့ရပါတယ်ဒီပွဲစဉ်မှာကျွန်တော်ဂိုးပေါင်းအပေါ်နဲ့နော်ဝေးဘော်ဒီပဲခြိုက်ပါတယ်လက်ရှိကျွန်တော်တို့ဒါဟာလန်တို့ အဲကျွန်တော်တို့နော်ဒါ slot တို့ဒီကစားသမားတွေပေါ့နော်ကွင်းလိုက်မှာဆိုရင် order ကဒီကစားသမားတွေထိန်းဖို့ estonia မတက်နိုင်ပါဘူးဗျာ။ဒါဂိုးပြတ်မဲ့ပွဲမျိုးတပွဲဖြစ်လာမလို့ကျွန်တော်ယုံကြည်မိတယ်ပေါ့နော်။ဂိုးပြတ်မပြတ်ဆောင်ကြည့်ရမယ်ပွဲပါလို့။နောက်ထပ်ပွဲစဉ်တပွဲကတော့ည09:45မိနစ်မှာကံမဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ဒါ Belgium နဲ့ Wales တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ဒါ Belgium အတင်းအတလုံး60ရှုံ9ပေါင်း3050နိုင်ဆိုမှပေးထားတာတွေ့ရတယ်။ ဒီနဲ့တင်ရတာကမ္ဘာအဆင့်တမချက်ကိုကြည့်မဲ့ကဘယ်ဂျီယံအဆင့်ရှင်းနဲ့ဝေးလ်စ်ကနဆကူမှရှိတယ်ပေါ့နော်ဒါတေဘယ်မှာကြီးလိုက်မှဆိုရင်အရှင်အသင်းဖြစ်တဲ့ဘယ်ဂျီယံကတပွဲပဲကံရသေးတယ်ပေါ့နော်ဒါတမရထားတဲ့ not macedonia 11 thought ထားတယ်ပေါ့နော်ဝေးလ်စ်အသင်းကတော့၃ပွဲကံပြီးပါပြီ၂ပွဲနိုင်တပွဲသေးရတာခုနမရထားတာလည်းတွေ့ရတယ်ပေါ့နော်ဝေးလ်စ်အသင်းရဲ့ဆော့ထားတဲ့၃ပွဲကိုကျွန်တော်ကြီးလိုက်မှဆိုလို့ရှိရင်အိမ်ကွင်းမှာကာဇာစတန်31 အဝေးဘက်မှာမက်ဆီဒိုနီးယား1-1အိမ်ဘက်မှာလက်ချက်စတန်3-0ဆိုမှကြားထားတာလည်းတွေ့ရတာပေါ့နော်အသူတို့ကလည်းဒါကိုးဘက်သက်ရှိပေါ့နော်လုံးဝရှုံးမှမတွေ့သေးပါဘူးကိုးဘက်သက်ရှိပါပြီပေါ့နော်ဒါဝေးစ်မှာဆိုလည်းတကယ်ကစားသမားကောင်းနေပေါ့နော်စားသမားကောင်းနေရှိတာတွေ့ရတယ်ပေါ့နော်ဒါရိုဒန်တို့ကျွန်တော်ဝီလ်ဆယ်ရီဝီလ်ဆန်တို့ပေါ့နော်ဒါဖီလ်ဘာတို့အဲအဓိကတော့ဒီကစားသမားတွေအကောင်းဆုံးပါပဲပေါ့နော် ဗန်ဒေးဗစ်တို့ရှိမယ်ဗျာဒီကစားသမားတွေပဲဥဆောင်လာဖို့ရှိတယ်ပေါ့နော်ကွင်းလိုက်မှာဟယ်ရီဝဲလ်ဆန်တို့ပါတော့ပေါ့နော်ဒါဘယ်ဂျီယမ်မှာကြည့်မယ်ဆိုရင်ဘယ်ဂျီယမ်အခုနောက်ပိုင်းမှာဆိုရင်တော့ကစားသမားတွေပေါ့နော်ဒါလူကာကူရှိမယ်တိုက်ဆက်မှာပင်ကိဗင်ဒရိုင်းနာရှိမယ်ပင်တယ်လီမန်ရှိမယ်ဒီကစားသမားတွေအဓိကပါပဲတို့ကူးတို့ပါတော့ရှိမှာပေါ့ဗျာဒီကစားသမားတွေကမင်းပါပဲနော် ။အမနဲ့ကျွန်တော်ဒါဝီလ်ဆူရဲ့တမိုင်းကြောင်းကိုကြည့်မယ်ဆိုဒီနှစ်သင်း16ကြိမ်လောက်တွေ့ထားတယ်ဗောနော်။ဘယ်လ်ဂျီယံ16ကြိမ်နိုင်တယ်ဝီလ်က9ကြိမ်နိုင်တယ်ဗောနော်။9ကြိမ်ကတော့တည်ကြထားတယ်တွေ့ရတယ်ဗောနော်။ဒါ2024ဗောနော်ဒါ UEFA National League မှာဘယ်လ်ဂျီယံအသင်းကအဲ့တော့ဝီလ်စ်ကို2-1ဆိုတော့ရလနဲ့နိုင်ထားဘူးတယ်ဗောနော်။ဘယ်ဂျီယံရဲ့ဒါအင်ငွန်း၁၀ပွဲမှာကြည့်မယ်ဆိုရင်၈ပွဲနိုင်ထားတယ်ဗောနော်၅ပွဲမှာဒါကလင်းရှစ်တွေပါရထားတာလည်းတွေ့ရတယ်ဝေးလေးအဝေးကွန်း၁၀ပွဲကိုကြည့်မယ်ဆိုရင်၇ပွဲဟာကျွန်တော်ဒါ ဒါဂူဘောင်းအောက်ကိုပဲကျထားတာမျိုးလည်းတွေ့ရတယ်ပေါ့နော်တူဝက်ပိုင်းကိုခုနကျွန်တော်ပြောခဲ့ပြီပေါ့နော်ဘယ်လ်ဂျီယမ်ကနောက်ပိုင်းနေ့တည်းမှာဘယ်လ်ဂျီယမ်၃ချိန်နိုင်တယ်၄ချိန်ကတော့ဒါတရီဆော့ထားတဲ့၂ချိန်ကဝီလ်စ်နိုင်ထားတာလည်းတွေ့ရတယ်ပေါ့နော်ဒီပွဲထဲမှာကျွန်တော်ဒါနန်ဂျီယမ်လုံးတွက်ထားတာဘယ်လ်ဂျီယမ်အသင်းကဒါ90ဟာခိုင်နှုန်းဆိုမှတွက်ထားတာလည်းတွေ့ရတယ်ဒါဝီလ်စ်အသင်းရဲ့လက်ရှိကာရာဖာမှာလည်းကျွန်တော်တို့အံ့ဩဖို့ကောင်းလောက်အောင်ပေါ့နော်ကျွန်တော်ဒါချီးကျူးရမယ်ဗျညနေတာမျိုးလည်းမဟုတ်ဘူးပေါ့နော်ဒီနှစ်သင်းကကျွန်တော် တွေ့တိုင်းလည်းအပြန်လန်ဂိုးတွေထည့်ကြတာမျိုးလည်းတွေ့ရတာပေါ့နော်။ဒါဘယ်ဂျီယံကွင်းဖြစ်နေတယ်ဆိုပေမဲ့လည်းကျွန်တော်ကတော့ဝီလ်စုအထင်မသေးပါဘူးပေါ့နော်။ဒါဝမ်းစတူအော့စ်ကိုချိလိုက်မယ်ဆိုရင်ဘယ်ဂျီယံအနိုင်ကို42ပြားတရေကို4.75ဝီလ်စ်အနိုင်ကို6.50ဆိုမှပေးထားတာတော့တွေ့ရတယ်ပေါ့နော်။အလေးကတော့ကျွန်တော်ဒါဘယ်ဂျီယံတေချာပေါက်နိုင်ပြီဆိုတော့အလေးပေးမှုပေါ့နော်။တေချာပေါက်နိုင်မယ်ဆိုတော့အလေးပေးထားတာတော့ဟုတ်တယ်။ဒါပေမဲ့ဒီပွဲစဉ်မှာကျွန်တော်က နိုင်လဲတူပန်းလောက်လို့ပဲထင်တယ်ပေါ့နော်ဒါဒါကျွန်တော်ဂိုးပေါင်းအပေါ်ခြိုက်ပါတယ်ဂိုးပေါင်းအပေါ်နဲ့ဒါ wheels body ပေါ့နော်ကျွန်တော်အရေးဆုံးက wheels body ခြိုက်ပါတယ် wheels ကအနည်းဆုံးတစ်လုံးတော့ထဲနိုင်တဲ့အခြေချင်းသူတို့မှလည်းရှိတယ်ပေါ့နော်ပွဲစဉ်တစ်ပွဲကတော့အီတလီနဲ့မာလ်တိုဗာတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာအီတလီအသင်းက3လုံး59ဂိုးပေါင်းကြီးက4လုံး60စားဆိုမှခပ်ပြင်းပြင်းပေါ့နော်ဒါအီတလီသင်ရပေါ့နော်ဒါပေးထားတာတွေ့ရတယ် တကဘာအစင်တမချက်တွေကိုကြည့်လိုက်မှဆိုအီတလီအစင်9နဲ့မာလ်တိုဗာ154ဆိုတာကမိုးနဲ့မြေကြီးလို့ပြောတာအစင်တန်းနေပေါ့ဗျာဒါတေဘယ်မှာကြည့်လိုက်မှဆိုရင်ပင်ရှင်အသင်းဖြစ်တဲ့အီတလီကတပွဲပဲဆော့ထားပါတယ်ဒါနော်ဝေးနဲ့ပွဲမှာနော်ဝေးကိုရှုံးနေပေါ့နော်ရမမရသေးဘူးမာလ်တိုဗာအသင်းကလည်းနှစ်ပွဲခံပြီးပြီးနှစ်ပွဲလုံးရှုံးထားတယ်ပေါ့ဗျာ မလ်တိုဝါအသင်းရှောင်းထားတဲ့အသင်းတွေကိုကြီးလိုက်မှာဆိုလို့ရှိရင်တော့ဒါ Norway 5V ရှိမယ် Estonia 32ပင်တို့96လာမှာတို့ခြေစမ်းပွဲဆော့ထားသေးတဲ့ပိုလန်နဲ့ပိုလန်ကထပ်ရှောင်းထားတယ်ပြန်နော် head to head ကိုကြည့်မှာဆိုရင်ဒီနှစ်သင်းကျွန်တော်တို့ဒါ၃ချိန်တွေ့ထားတဲ့၃ချိန်လုံးဒါအီတလီအသင်းကအနိုင်ယူထားတာလည်းတွေ့ရတာပေါ့နော် box ကိုကြည့်လိုက်မှာဆိုရင်အီတလီအနိုင်ကို6ပြားပေါ့နော်တရီကိုအဲကျွန်တော်တို့12စားပေးထားပါတယ်နော် multiple အနိုင်ကို23စားပေးထားတယ်ပေါ့နော် ဒါအီတလီမှာဆိုလို့ရှိရင်တော့ကျွန်တော်ဒါအဓိကကစားသမားတွေကြီးလိုက်မယ်ဆိုလို့ရှိရင်ကွင်းလန်မှာဆိုဘရဲလာတို့ဘာလို့ရှိမှာတိုနာလီဘရဲလာတို့နဲ့ပဲဖွက်ကွဲထွက်လာမှထင်တယ်ပေါ့နော်တိုက်ဆက်မှာဆိုရင်တော့မုစကိန်းတို့ဘာလို့မဆော့သေးဘူးထင်တယ်ကျွန်တော်ထင်တာရက်စပလိုရီတို့ပေါ့နော်ရီတာဂူတို့ဒီကစားသမားတွေနဲ့ပဲထွက်လာဖို့များတယ်ပေါ့နော်နောက်တမှဘာစတိုနီတို့ဘာလို့ပါလာနိုင်တယ်ပေါ့နော်ဘလိုပဲနေနေပါအီတလီဒီပွဲကိုလုံးဝအနိုင်ဆော့လာမှာဆိုတာသိကြပါတယ်ကျွန်တော်350နိုင်ဆိုတဲ့အောက်မှာကျွန်တော်အီတလီဘော်ဒီကြိုက်ပါတယ်အီတလီဘော်ဒီနဲ့ဂိုးအောင်အပေါ်ကြိုက်ပါတယ် ပွဲစဉ်တစ်ပွဲကတော့ဒါ Croatia နဲ့ Czech Republic တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။အဲ Croatia အသင်းကတော့တလုံး60နိုင်နဲ့ဂိုးပေါင်းကြီး3လုံး100စားဆုံးမှာပေးထားတယ်။ကမ္ဘာအဆင့်တမချက်ကိုကြီးလိုက်မှဆိုရင် Croatia အဆင့်17နဲ့ Czech ကအဆင့်39မှာပေးထားတာတွေ့ရတယ်ပေါ့နော်။ဒါ table မှာကြီးလိုက်မှဆိုရင်အရှင်သင်းပြတဲ့ Croatia အခုမှစပြီးမှဆော့တယ်ပေါ့ဗျာ။အဲ့ဒီပွဲစဉ်မှာပဲသူတို့ကဒါ Gibraltar 7-0ဆိုတဲ့ရလာနဲ့နိုင်ပြီးသုံးမရထားတယ်။ Czech Republic ကတော့3ပွဲဆော့ပြီး3ပွဲလုံးနိုင်တယ်။ ညကိုရှိကိုပေးဖို့တကူနဲ့ညမှာကိုမရထားတာလည်းတွေ့ရတယ်ပေါ့နော်ဒါ Czech Republic ရဲ့ဒါ9မွဲ3မွဲကိုကြည့်လိုက်မှာဆိုရင်အင်္ဂွဲမှာ Fox Island 21အဝေးကမှာ Gibraltar 4Z အင်္ဂွဲမှာ Monitoring Group 2Z ဆိုမှာတွေ့ရတယ်ပေါ့နော်ဒါ Czech Republic ကပြန်ပွဲဆုံး10ပွဲဆက်လုံးမရှုံးမှမတွေ့ထားဘူးပေါ့နော်။ဒါတော်တော်လေးဒါပြင်းနေနေတာတွေ့ရတယ်။ကျွန်တော်အဓိကဒါ Patricia တို့ပေါ့နော်ဒါတိုက်ဆက်မှာဆိုလို့ရှင်ပြီးရင် ကွင်းလိုက်မှာဆိုရင်တော့ကျွန်တော်တော်မဆူချက်တို့ပေါ့နော်တကယ်ကောင်းတဲ့ကစားသမားတွေအများကြီးရှိပါတယ်ပေါ့ဒါခရိုအေးရှားမှာဆိုလဲဝိုင်းတပိုင်းရင်ပေါ့နော်လူကာမိုဒရစ်တို့အများကြီးပါပဲနော်အီဗန်ပရက်စစ်တို့အပြောလို့မကုန်နိုင်အောင်များတယ်ပေါ့နော်နှစ်တင်းလုံးကကာရာဖောင်ကတအားကောင်းတယ်ပေါ့ဗျာတော်တော်ကနှစ်တင်းလုံးကခြေတွေငြိမ်နေတယ်အတင်းတွေလည်းဖြစ်တာလည်းတွေ့ရတယ်ပေါ့နော်အဲအိမ်ငွန်းပွဲစဉ်နောက်ဆုံးသူတို့ဆော့ထားဆလီပွဲကိုကြည့်လိုက်မှာဆိုလို့ရှိရင်7ပွဲနဲ့9ပွဲတည်း9ပွဲပဲရှုံးထားတာလည်းတွေ့ရတယ်ပေါ့နော် ကကစားသမားတော့ခုနကကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲလူကာမိုဒရစ်တို့ဘာလို့အဓိကကစားသမားလဲပေါ့နော်။ဒါချယ်ရီပပ်ဘလစ်ရဲ့လက်ရှိကာရာဖောင်ကိုဒါအစမ်းသခံမဲ့ပွဲစဉ်လည်းဖြစ်တယ်ပေါ့နော်။ဒါချယ်ရီပပ်ဘလစ်ဖက်မှာဆိုလည်းတကယ်ကစားသမားကောင်တိုက်စစ်ကောင်းနေအများကြီးရှိတယ်ပေါ့ဗျာ။ က်စင်မှာကျွန်တော်ကြားမိတာကတော့နော်ဒါခရိုအေးရှားနဲ့ချက်တူပွဲမှာပေါ့နော်ပရိသတ်မှာပါပဲဆော့မယ်လို့လည်းကျွန်တော်ကြားတယ်ပေါ့နော်ဒါတရင်နဲ့နေမှာပေါ်ပြထားတာမျိုးလည်းတွေ့ရတယ်ပေါ့နော်ဒါ head to head ကိုကြည့်မယ်ဆိုလို့ချင်းဒီနှစ်သင်းတွေ့ခဲ့တဲ့ဒါနောက်ဆုံး၃ချိန်မှာဆိုရင်ခရိုအေးရှားတစ်ချိန်နိုင်တယ်နှစ်ချိန်ကတည်ကြထားတာမျိုးလည်းတွေ့ရတယ်ဒါတွေ့ထားတဲ့၃ချိန်လုံးမှာဆိုရင်လည်းဒါနှစ်သင်းလုံးအပြန်အလှန်ဂိုးတွေထည့်ထားတာမျိုးလည်းတွေ့ရတယ်ပေါ့နော် wise to us ကိုကြည့်လိုက်မယ်ဆိုရင် creation နိုင်ကိုပြ90တရေကို3.75နဲ့ ချက်အနိုင်ကိုလည်း3.75ဆိုမှပေးထားတယ်ဒီပွဲစဉ်မှာကျွန်တော်အောက်အတင်းဖြစ်တဲ့ချက်အတင်းခြိုက်တယ်ချက်အတင်းနဲ့ကျွန်တော်ဘူပေါင်းအပေါ်ခြိုက်ပါတယ်ညီကိုရွေးချက်ထားတဲ့အတင်းတွေကတော့ North Macedonia ဒါ Italy Norway Wales နဲ့ချက်တို့ဖြစ်ပါတယ်ကျွန်တော်အားပေးတဲ့ညီကိုတွေတူတူယောက်ချင်းစီကိုဒီကနေ့ကျေးဇူးတင်ပါတယ်ဗျာ